အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ Donald Trump နဲ့ Elon Musk ကတကယ်ပဲလမ်းခွဲတော့မှလာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဒီနေ့အတည်ဆွေးနွေးတော့မှဖြစ်ပါတယ်ဒီနေ့ကတော့မေလ30ရက်နေ့ဖြစ်ပါတယ်ပေါ့နော် Donald Trump နဲ့ Elon Musk Alright ချာလောက်သူတို့က Zoom setting တဲ့အချိန်တမိနစ်လောက်တော့ဘေးအချိန်ယူပြစေဆိုတော့အခုက ဘာလို့ဖြစ်ဖြစ်နေပြီလဲဒိုနယ်ထရမ့်ရဲ့ Elon Musk အကြကဘာလို့ဖြစ်ဖြစ်ခဲ့လဲဆိုတဲ့အကိစ္စကိုကြည့်အောင် Elon Musk ကမနေ့ပေါ့မနေ့ကဘလို့ညင်ညာခဲ့လဲဆိုတော့သူ့ရဲ့ Twitter post မှာပေါ့ဒီ a two special employee ပေါ့နော် a two အစုရဝန်ထမ်းအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်လာတဲ့အချိန်ကာလကကုံဆုံးလာတာနဲ့ညီးတယ်ဆိုတော့ကျွန်တော်တို့ မလူအပ်တဲ့အတုံးစရိုက်တွေကိုရှော့ချရန်နဲ့အခွင့်အရေးပေးခဲ့တဲ့ဓမ္မထရမ့်ကြီးကိုယေရှုတင်တယ်တဲ့ဒါမဲ့ကျွန်တော်အဲ့ဒီဒေါ့ရှ်ကနေတော့ကျွန်တော်ရဲ့အလုပ်ချိန်တော့ပြီးသွားပြီပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီဒေါ့ရှ်မှာအီလွန်မတ်ကအလုပ်မလုပ်တော့ဘဲနဲ့အလုပ်ထွက်တော့မယ်ဆိုတဲ့သဘောပါဆိုတော့အယက်သားအထူးအစုရဝန်ထားတဲ့နေဖြစ်လောက်ကန်ခွင့်ရတာเนาะကျွန်တော်ရှင်းတဲ့တယ်ပေါ့ ဆိုတော့ဒီ9လတာမှာကျွန်တော်တို့သူကမေလ30ရက်နေ့ခါအဲ့လိုရေးထားတယ်ပေါ့နော်ဆိုတော့မေလ3ရက်နေ့မှာသူ့ရဲ့တတန်းကပြည်နေပြီအဲ့လိုမဟုတ်ရဲ့တတန်းကပြည်နေပြီငားလာဆိုတော့ပြည်နေပြီဆိုတော့သူပြောထားတဲ့ဥစ္စာကဘာလဲဆိုတော့ကျွန်တော်တို့ dosh ရဲ့ mission ကရဲအစူရရဲ့တတန်းချလာတာနဲ့အမျှပေါ့နော်အချိန်နဲ့လိုက်ပြီးမှပူမူအားကောင်းလာမှာဖြစ်ပါလေဆိုမှတော့ Elon ကတော့ပြောနေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Elon ကအဲ့ဒီ dosh ကနဲ့ လှုပ်ထွက်ရင်တောင်မှအဲ့ဒီ north အဲ့ဒီ dodge လို့ဆောင်ချက်ကတော့အချိန်နဲ့အညီပူမူအကောင်းလာမှာပါဆိုမှပြောနေတယ်ပေါ့နော်ဆိုတော့ဆိုတော့ Elon Musk ကတော့အဲ့ဒီအထူးစုရဒီ special employee ကနေတာဝန်ကနေလှုပ်ထွက်တာတော့တည်ချပြီဆိုတော့ကျွန်တော်တို့ရဲ့ dodge ရဲ့တာဝန်ထမ်းဆောင်တလျှောက်ပါတယ်အမေရိကရဲ့အစုရအသုံးစရိတ်နဲ့ရပုံငွေအများပြားကိုလည်းအရှော့ချခဲ့တယ်ဆိုမှရေးထားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာသူက မင်းတော့မှအလုံးမလုံးတဲ့အကြောင်းကိုသူကပြောခဲ့တယ်ပေါ့နော်ပြဿနာတစ်ခုဘာဖြစ်လဲဆိုတော့အဲ့ဒီနောက်ပိုင်းမှာ BBC ကသူ့ကိုအင်တာဗျူးလုပ်နေတယ်ဒိုနယ်ထရမ့်ကဝါလုပ်နေတယ်ပေါ့နော်ဒီအာ big beautiful bill အတစ်မဲ့ဆက်နေတယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Elon ကိုမင်းနေတယ်ပေါ့နော်ထရမ့်ကအခုလိုမျိုး big beautiful bill ကိစ္စအကြီးကိုဘလို့ဘလို့သဘောထားရလဲဘလို့သဘောရလဲဆိုမှမင်းနေတယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှတော့အီလန်ကတော့မပြောဘူးပေါ့အားလုံးမတူမချင်တဲ့အကြောင်းတွေကိုပြောနေတာပေါ့ခုကျွန်တော်တို့ဒေါ်စူရောစာကအစူရရဲ့အတုံးအနှုံးလေးကိုမြားလုံးတဲ့ခါကျတော့အဲ့ဒါကိုရှော့ချပူလုပ်နေတာပေါ့ဒါပေမဲ့အခုကဒေါ်နယ်ထရမ့်က big beautiful bill ဆိုတာဒီအကျင်ညာတဲ့ခါကျတော့အခုလိုမျိုးထရမ့်ရဲ့ကျင်ညာတဲ့ big beautiful bill ကကျွန်တော်တို့ရဲ့လောဆောင်ချက်ကို undermine လုပ်သွားတာပေါ့ဖြည့်ဆည်းသွားတာပေါ့ ဆိုတော့ကျွန်တော်တိတ်မပြောဘူးပေါ့ despite လို့ဖြစ်နေတယ်ပေါ့အားမရဘူးဆိုတော့ပြောနေတယ်ဆိုတော့အဲ့ဒီ big beautiful bill ကမြောက်တော့ဖြစ်တော့ tech cast လို့ဒါတို့ပြီးတော့ကုန်သွယ်မှုဆိုင်ရာအခွင့်ကိစ္စတို့နော်တရုတ်အပေါ်မှာနော်အခွင့်တွေကောက်တာတို့ဂျန်တဲ့ Mexican Canada ဆက်ခေါ်ဒီအဲအားလုံးကောက်ပြီးမှ America ကိုခွင့်အခွင့်ရှိုးချဖို့ဒါအသေးစိတ်တော့မရှိပြသေးဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ big beautiful bill ဆိုတာမတိသေးဘူးပေါ့ အရာအတီးပြုဖို့လည်းလိုအပ်သေးတယ်ပေါ့နော်ဒီအစုရရဲ့ house ဖိုင်းမှာပဲဖြစ်ဖြစ် democratic ဖိုင်းကလူတွေကပဲဖြစ်ဖြစ် so အဲ့ဒီ big beautiful bill နဲ့ပတ်သက်ပြီးမှ Elon ကို manage ရတယ် so Elon က education နဲ့ပတ်သက်ပြီးမှတိတ်မကျေတဲ့အကြောင်းလည်းပြောထားတာကျွန်တော်တို့တွားတွေ့ခဲ့တယ်ပေါ့နော် so တော့တခုအရာကျွန်တော်ဗီဒီယိုကလည်းပြမှာပါဗီဒီယိုမပြခင်လဲမှာ story line လေးကိုပရိသတ်ကိုရှင်းပြတာပါမနေ့က Elon Musk ရဲ့ SpaceX Starship 9G ကို ကပအကြီးဆုံးဒုံးပြန်နော်ကပအကြီးဆုံးဒုံးပြန်မေလ29 2025မှာပြန်တန်းနေခဲ့တယ်ကျွန်တော်တို့ဗီဒီယိုကလည်းကြည့်မယ်ပေါ့နော်ပရိသတ်တို့အနေနဲ့ဘ ഹു ဒုတလေးရစေမလို့ကျွန်တော်မျှော်လင့်ထားတယ်ကျွန်တော်ဗီဒီယိုပြပေးမယ်ပေါ့နော်ဆိုတော့ဒါဒီအချင်းချုပ်ပြောရမယ်ဆိုတော့အဲ့ဒီမေလ27 2025မှာ SpaceX ရဲ့ Starship number 9ကပအကြီးဆုံးဒုံးပြန်ကြီးကို Texas ပြည်နယ် Starbase ကနေ ပြန်တန်းပြန်တန်းခဲ့တယ်အောင်မင်းစော်လဲစတင်ခဲ့တယ်ပေါ့နော်ဆိုအဲ့ဒီဒုံးပြန်ကြီးကကဘာပေါ်ကဘာပေါ်မှာရှိနေတဲ့အကြီးဆုံးအာကာသထဲမှာလူပို့နိုင်အောင်နော်ဒီအစွမ်းထက်ဆုံးပြန်တန်းစနစ်ဖြစ်နေတယ်လို့ပြောကြတယ်အခု truck elon ကပြောနေတယ်ကျွန်တော်တို့တော့စနေစကားနေ့မှာ march ပေါ်မှာတက်မယ်ပေါ့နော်အာကာသ march ပေါ်မှာတက်မယ်ဒါတွေလူတွေကိုတက်နိုင်အောင်လုပ်မယ်ဆိုပြောခဲ့ကြတယ်ကွာအဲ့ဒီ mission အတွက်လည်းအခုကအဲ့ဒီ starship ရဲ့ flight 9g ကို အစမ်းတက်လို့ပြန်ခိုင်းတာပေါ့နော်ဆိုတော့အဲ့ဒီပြန်တမ်းမှုထဲမှာ booster for booster 14ပေါ့နော်အရင်ပြန်တမ်းခဲ့ဖူးပြီးသားတဲ့ကိစ္စဖြစ်နေတယ်အဲ့ဒါကတော့ပထမအဆုံးအချိန်သူအတုံးပြထားခဲ့တာဖြစ်တယ်ပေါ့နော်အော်မီမှုတချို့တော့ရှိနေတယ်အော်မီမှုကအဲ့ဒီ booster ကြီးနဲ့ starship အပေါ်ပိုင်းကိုတိကျအစွာနဲ့တော့ခွေချနိုင်ခဲ့တာရှိတယ်ပေါ့နော်ဆိုတော့တခြားမအော်မီနဲ့ဟာတွေလည်းရှိနေတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့ကြည့်ပါဖြစ်တယ်ပေါ့နော်ပြီးတော့ နောက်တစ်ခုရှိသေးတာကဘာလဲဆိုတော့အာ alright ဗီဒီယိုကနေပြပြီးမှပဲကျွန်တော်ကြည့်ကြည့်ရအောင်ကျွန်တော်တစ်ချက်လောက်အာကျွန်တော်တစ်ချက်လောက် screen share လုပ်ပြရစေမလို့ zoom နဲ့လုပ်ရဲဆိုတော့လေနင်းနေပပအတော့လာကိုလေ့လာနေစေဖြစ်တယ်ဆိုတော့အာ let me go to the share guys screen share alright okay All right. Yeah, so now these are chichi out. Hold on, guys. Okay. ဒီဥစ္စာချစ်ချစ်ရအောင်အင်လွန်ကဗာပြောခဲ့အဲ့ဒီနောက်ပိုင်းမှာ BBC ကအင်လွန်ကိုတတိမဲတာလို့ရှိရယ်အဲ့ဒီတော့ကအင်လွန်ကရောဗာဖြစ်ခဲ့တယ် Trump ကရောဘလူးတုံပြန်ခဲ့တယ်ချစ်ချစ်ရအောင်နော်โอเค says his time in the federal government is over, announcing on X quote, as my scheduled time as a special government employee comes to an end. So, ခုနကျွန်တော်ဖတ်ပြတဲ့ကိစ္စပေါ့နော်။ဒီလောကကျွန်တော် two အစုရဝန်ထမ်းတဲ့နေရဲ့ပေါ့နော်။ဒီတာဝန်ထမ်းဆောင်ခြင်းကပြီးသွားပါပြီ။ပေါ့နော်။အခုလိုမျိုးခွင့်ရပေးတဲ့သမရကြီးကလည်းကျေးဇူးတင်နေတယ်။နော်။အစုရရဲ့ဒီအာငွေငွေကြေးတုံးဆွေးမှုကိုလည်းကျွန်တော်ရှင်းချအောင်လုပ်ပေးခဲ့တာ။ I would like to thank President Trump for the opportunity to reduce wasteful spending. The Doge mission will only strengthen over time as it becomes a way of life throughout the government. Now, during Musk's time as the head of Doge, billions of dollars in government waste was slashed. Doge says that it saved over $175 billion. So, $175 billion since the start of Trump's term. And according to the department, when that's broken down by individual taxpayers, it is well over $1,000 each. So where, those, where, was that money going in the first place? Must reveal that a few million went towards maintaining, for example, an Okay, top auto, Dikesa Tino Su Rekesaga, Do Elon Mokchikaro, Tuya Doshe. တာဝန်ကလည်းရဲ့နာရောမယ်ဆိုတဲ့သဘောပါအဲ့ဒီ point လေးကိုကျွန်တော်ကအာ sharing လုပ်ချင်တာပါအဲ့ဒီနောက်ပိုင်းမှာ Donald Trump က big beautiful bill ဆိုတာကိုမေးစပေးခဲ့တယ်ပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ BBC က Elon Musk ကိုမေးခွန်းမေးတာရှိနေတယ်ကဲဒီရစာကြည့်ကြည့်အောင်ဆိုတော့မနေ့တနေ့ကပေါ့တော့ Trump က big beautiful bill big beautiful bill လောက်ခဲ့ရဆိုတော့ Elon အနေနဲ့ဘယ်လိုခံစားချက်တွေရှိလဲဆိုတာမေးနေတယ်ပေါ့တော့ဆိုတော့ Elon ကဘာဖြစ်မလဲကြည့်ကြည့်အောင် So, you know, I was like disappointed to see the Ah, du ka byon ne de. Chinaw ro disappointed pin ne set pye mi de bon. Trump ka khu lo myo big beautiful bill lo da. Ani ni lo set pye mi de so byon ne de. Massive spending bill, frankly. Uh ala ka ro puk puk lin lin pye pye ta ta byo da ba so ma byon ne de bon no. Increase the budget deficit not just decrease it. And our minds ka byon ne de bon. Chinaw ro ka ai di asu ya ye twet ngwe ko တက်တောင်လုပ်နေတဲ့အချိန်မှာပေါ့နော် Dodge ကအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာ Trump ကအခုလိုမျိုး big beautiful bill ကိုမေးဆက်တဲ့ခါကျတော့ကျွန်တော်တို့နော်အစိုးရရဲ့အတုံးစရိတ်ကိုတက်တောင်လုပ်နေတဲ့နဲ့အာနော်အာတူကိုဆက်လုပ်နေတဲ့ Dodge team ရဲ့လုပ်ငန်းစဉ်တွေကို undermine လုပ်တာပဲဖြည့်ဆည်းတာပဲဆိုမှ Elon ကတော့ပြောလာတယ်ပေါ့နော် To work that the Dodge team is doing. I actually thought that when this big, beautiful bill came along, I mean, like, everything he's done on Doge gets wiped out in the first year. I think I think a boat can be can be can be big or it can be beautiful. but I don't know if it could be both. My personal opinion. All right, that's very sad, man. တော့ Elon Musk ကတော့ငွေကြေးတောင်းတော့လုံနေတယ်ဒါပေမဲ့အဲ့ဒီအလားနဲ့ Trump က big beautiful bill လုပ်တဲ့ခါကျတော့သူတို့တက်တောင်းလုပ်တဲ့ဟာအလကားသူလူဖြစ်သွားတာပေါ့နော်ဆိုတော့နှစ်ယောက်စလုံးကလည်းဒီနေရာမှာတော့မတည့်တာတော့ကျွန်တော်တို့တော်တွေ့ခဲ့တယ် ောက်တစ်ခုပြောပြအောင်မယ်အခုလိုမျိုး Elon ကအသွင်ထွက်မပေါ်မှာစိတ်ပြမိတဲ့အကြောင်းပြောပြီးတဲ့နောက်ပိုင်းမှာသတင်းမီဒီယာတွေက Donald Trump ကိုပြန်မင်းနေတယ်ပေါ့လို့ Get Trump G ရေ Elon ကခမရကိုစိတ်ပြမိတဲ့အကြောင်းပြောခဲ့တယ်ခမရ Big Beautiful Bill နဲ့ပတ်သက်ပြီးမှစပြီးမှပြန်ပြောနေတယ်ပြန်မင်းနေတယ် Trump ကအော်ဘယ်လိုပြန်ဖြစ်လဲကြည့်ကြည့်အောင်ကဲ Donald Trump နော် Donald Trump ကခုန Elon ပြောတဲ့ဥစ္စာပေါ့နော် ော်ဒီအီလန်ပြောတဲ့ကိစ္စကိုထရမ့်ကဘလို့ပြန်ပြည်လဲကြည့်ကြည့်ရအောင် This president Elon Musk in a television interview criticized the one beautiful, big, beautiful bill, saying he was disappointed it, it didn't cut enough, essentially, that it undercut the Doge efforts. What's your reaction to that? Well, so, Trump အခု Donald Trump က big beautiful bill လို့ထားကို Elon တို့ကျူးစားနေတဲ့ငွေကြေးတောင်ကျူးစားနေတဲ့ကိစ္စကို ဖြစ်စည်းရာရောက်နေတယ်လို့သူကပြောနေတယ်စိတ်ပြက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Donald Trump ရဲ့ reaction Donald Trump ရဲ့ခံစားချက်ဘယ်လိုဖြစ်သွားလဲဆိုပြီးမေးတာပေါ့နော် Reactions uh, a lot of things. Number one, we have to get a lot of votes. We can't be uh, cutting. Uh, you know, we need we need to get a lot of support, and we have a lot of support. We had to get it through the House. The House was. Uh, we have no Democrats. You know, if it's up to the Democrats, they'll take the 65% increase. You know, that doesn't get approved. this country is going to have a 65% increase in taxes and lots of other problems big problems uh, so almost any big beautiful bill ကကျွန်တော်ကိုယ်တိုင်ကလည်းအသေးစိတ်တော့နားမနေသေးဘူးပေါ့နော်ဒါပေမဲ့ဒီကိစ္စကတော့များသောအဖြစ်တော့ tax cut gain အစနဲ့ပတ်သက်ပြီးမှဖြစ်နေတဲ့တူပါတယ်ဆိုတော့ trump ကတော့ဒီကိစ္စကကျွန်တော်တို့အထောက်အပံ့တွေတော့ support တွေတော့များကြည့်လို့ပါတယ်လို့ပြောနေတယ်ပေါ့နော်ဒီကိစ္စကအတီးပြူတာလည်းမဟုတ်သေးဘူးပေါ့နော် house ကလည်းဆွေးနွေးရအောင်မှာအဲ့ဒီတော့ပိုင်းမှာအတီးပြူမှာဖြစ်တယ်ပေါ့နော် ဆိုတော့ democratic ဖက်ကဒါကတော့ဒီတဘုံမချဘူးပေါ့ကွာဆိုတော့ဒီကိစ္စကြီးကိုမအောင်မြင်ခဲ့ဘူးဆိုတော့ခုနကသူပြောလို့စားတော့65%လောက် tax ကအင်ကရစ်ပြတော့မှဆိုမရှိကတော့ပြောနေတယ်ပေါ့အခုကျွန်တော်လုပ်တဲ့ကိစ္စကအဲ့ဒီ tax ပေးတာတွေကို reduction လုပ်ဖို့ပေါ့နော်ရှုတ်ချဖို့လုပ်နေတယ်ဆိုမရှိကတော့ပြောနေတယ် was bigger than that but we'll have a 65% increase as opposed to the largest tax cut in the history of our country uh we will be negotiating that bill, and uh, I'm not happy about certain aspects of it, but I'm thrilled by other aspects of it. That's the way they go. It's very big. It's the big, beautiful bill. But so, Eddie. bill ကိစ္စနဲ့ပတ်သက်ပြီးမှတော့သူတို့ကအနည်းကိုရှိလို့မယ်ပေါ့နော်ဒီပါတီကခုစလုံးကအနည်းကိုရှိလို့မယ်ပေါ့နော် beautiful is because of all of the things we have uh, the biggest thing being i would say the uh, uh, the level of tax cutting that we're going to be doing. We're going to make people really be able to. We'll have one of the we'll the lowest tax rate we've ever had in the history of our country, and tremendous amounts of benefit are going to the middle income people of our country, low and middle income people of, of our country. So we're going to see what happens because the Senate, as you know, is negotiating with us, and they have to then go back to that. House. Well, to, Senate, we got time to swing with it. Any Senate, we got time to swing with it. House, smart. happy ဆိုရင်လို့နေဥမှာပေါ့နော်ဆိုတော့ဒီကိစ္စကတော့ကျွန်တော်တို့အောင်မြင်ခဲ့မယ်ဆိုရင်တော့အခြေခံလူဒန်းစားတွေအတွက်အရင်တုန်းကခင်ဗျားတို့ tax ပေးတယ်လို့ပေးတော့မှာမဟုတ်ဘူးပေါ့ကွာနည်းနည်းလေးပဲပေးတော့မယ်ဆိုတဲ့သဘောပါပေါ့နော် you know it's got a way to go but uh i have to say speaker johnson and thune has done an incredible job john thune has done a fantastic leader thune uh a fantastic job and they're working together with me and others And I think we have an amazing, if we pull this off, remember we have zero Democrat votes because they're bad people. There's something wrong with them. You know, they're, they'll let people pour into our country. Single biggest problem is we had 21 million people pour into our country, probably higher than that. And they're people that weren't supposed to be here. And many of those people are bad murderers, drug dealers. All right, guys. That's it. No? Could I, you know, Biora, Trump. ပြောတာနဲ့တော့ Trump ကတော့အဲ့လိုလောက်ထိ Elon ကိုတဖက်သက်ပြီးသူ့ကို personal အရာအတုံပြန်တာမျိုးတော့မရှိပါဘူး။ဒါမဲ့နော် Trump ကတော့အဲ့လိုပေါ့သူတို့ကဒီကိစ္စကိုအတီးပြုတ်သေးတာတော့မဟုတ်ပါဘူး။တိုင်ပြဆွေးနွေးရအောင်မယ်ဆိုရက်ကိစ္စကိုပြောတာပါ။ကြတာဆိုတော့နင်းနေကြုံရအောင်ကြော်ပြီးမှကျွန်တော်တို့ဒီကိစ္စ Elon ရဲ့ Starship Flight 9နော်အကာသပေါ်မှာပြန်တဲ့ဗီဒီယိုကြည့်ကျွန်တော်ပြပြစေပရိသတ်တို့ ဗဟုသုတအနေနဲ့ပေါ့နော်အဲဒီကိစ္စကမနေ့မနေ့ပေါ့နော်ဒီ May 2019လဲ May 2019အာမာဒီ Elon ရဲ့ SpaceX Starship 9ကပအခြေဆုံးဒုံးပြန်တွင်ကိုအကာသပုံမှာသူတဲ့ပြန်တန်းတဲ့ပုံရိပ်ဖြစ်ပါတယ်ကြီးကြီးအောင်ဒီ SpaceX Starship ကြီးက ဘလူအာဂါဒပုံမှာပြန်တန်းနေဆိုတဲ့ပုံရိပ်ကိုဘူဟုဒုတအနေနဲ့ပြပေးတာပါ people trying to save the power of the state for here we see it right over so dj sa ji ga now la mae na kat ma bo no lu ring ko agatha po ma pyan tan nai aw santa santa chi da ba ba adika elon ye mission ka ba le so ro now that sin ni 15 ni ma march ye agatha po ma lu ring ko tat nai aw tu ye ရင်မှတ်ချက်တော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုသူတို့ကဒုံးကျည်နဲ့စမ်းသပ်တာပါ So we see 33 so our version of Miko most engines cut off. So any any booster special apo pine ကိုကောင်းကောင်းလေးတော့ခွဲချမ်းနိုင်အောင်လုပ်ခဲ့တယ်ပေါ့နော်။လုံးဝအဆင်ပြေတယ်။တချို့တို့တချို့လူတွေကပြောကြတယ်အဲ့ဒီအဆင်ပိုင်းမှာအဲ့ဒီ booster တကြီးကိုပြန်စင်းတက်တဲ့ပိုင်းမှာအဆင်မပြေတာတွေရှိတယ်လို့ပြောနေကြတယ်ပေါ့နော်။အကုန်လုံးတော့အောင်မြင်မှုမရှိဘူးလို့ပြောနေကြတယ်။2 seconds later hoping to see 6 and အာဒီတစ်ခါပြစ်တတော့ကိုမင်းချင်တာတခုတော့ရှိတယ်ပေါ့နော်အင်လွန်နဲ့ထရမ့်ကတော့အရင်လုံးအရင်တုန်းကလို အတူလက်တွေးပြီးမှလုံမာတော့မဟုတ်တော့ဘူးအင်လွန်ကတော့သူ့ရဲ့အလုပ်ကလည်းနားတော့မှာတော့တခြားတယ်သူ့ရဲ့ Tesla company ကိုပဲ focus လုပ်တော့မှာပေါ့နော် Channel Space X တို့ကဒီ boring company တို့နော်ဒီ channel သူ့ရဲ့ company များချစ် Twitter ပေါ့စာပြီးမှပဲအဲ့ဒါတွေကိုသူက focus လုပ်တော့မှာဖြစ်နေတယ် ဆိုတော့ Elon ကတော့ Trump ရဲ့လောက်ရတချို့ယူပေါ်မှာတော့စိတ်ပြစ်မိတာကိုသူတို့ကကျွန်တော်တို့ကတော်တွေ့ခဲ့တယ်ပေါ့နော်ဆိုတော့ဒီတစ်ခါတေချာတာတခုတော့ကတော့လမ်းခွဲမှာတော့တေချာတယ်ပေါ့နော်ဒါမဲ့ Elon ကတော့ Trump ပေါ်မှာတော့ဂျေဆုဂျင်းတဲ့အကြောင်းကိုပြောနေတယ်ဆိုတော့ guys that's it ဘရစ်တန်အနေနဲ့ရောဘယ်လိုခံစားချက်တွေရှိလဲ comment မှာလေးဝင်ကြည့်ကြပါဦးပြီးတော့နောက်တစ်ခုဒီညမှပဲကျွန်တော်တင်ပြပေးမယ်အခု Donald Trump ရဲ့ကုန်သွယ်ရေးစီးပွဲကြီးက US ရဲ့ တရားယုံကြည်ကပိတ်ပင်တားဆီးပလိုက်တာပေါ့ရောရေတော်တော်လေးကိုထူချားတဲ့တင်းတွေဖြစ်လာတယ်ဒါဆိုတော့ဒေါ်နယ်ထရမ့်ကြီးကကုံတွင်းရဲ့စပွေးကြီးမှာရှုံးသွားမှာလားဆိုတော့မေခွန်းတွေကလည်းရှိလာတယ်နော်အဲ့ဒါ court ကဒေါ်နယ်ထရမ့်ကိုသူ့ရဲ့ကုံတွင်းစပွေးကြီးကိုပိတ်ပင်တားဆီးခဲ့တဲ့အကြောင်းရင်းတွေကိုကျွန်တော်ဒီညမှာပဲ study တွေကောင်းကောင်းလုပ်ပြီးမှပြစ်တဲ့တော့နားလေအောင်နော် ရှင်းပြဖို့ကျွန်တော်ကြိုးစားနေတယ်အခုကျွန်တော် study လုပ်နေဆေးဖြစ်နေတယ်ညမှပြီးဒီကိစ္စတွေကိုကျွန်တော်တို့လာမှာပေါ့နော်ဆိုတော့ဒီကိစ္စကသာကွာ US US ရဲ့တရားရုံးကူတိုင်ကဒေါ်လထရမ့်ရဲ့လောက်ရဲ့ကိုတားဆီးနေပဲဆိုရင်တော့တခြားတာပေါ့ဒေါ်လထရမ့်ကရှုံးမှာပဲနော်တရုတ်ကနိုင်ရသွားမှာပဲ all ကနေဒါယူရိုပကနိုင်ရသွားမှာပဲနော်ဘာဖြစ်လို့လဲဆိုတော့ထရမ့်ကအခုလိုမျိုးကူသွေးရေးစီပွေးကြီးချိန်ရတာကဘာလဲ national emergency supreme အကြောင်းပြချက်ပြီးမှကုန်သွေးရေးချိန်ရခဲ့တာ အမေဇွန်တို့ထရမ်ကတရုတ်နိုင်ငံတစ်ခုတည်းပေါ်မှာသာ National Emergency စူပြီးမှကျင်းရခဲ့မယ်ဆိုရင်တော့တရားရုံးကပိတ်ပင်ထားစီမှာတော့မဟုတ်ဘူးလို့ပြောနေကြတယ်။အခုကထရမ်ကအဲ့လိုမဟုတ်ဘဲနဲ့သူ့ရဲ့မဟာမိတ်နိုင်ငံယူရိုပူကလည်းကုန်သွယ်ရေးစီပွဲတွေကျင်းရခဲ့တယ်။ပြီးတော့ကနေဒါကအစသူ့ရဲ့အိမ်နေနာချင်းပေါ့နော်။မက္ဆီကိုကအစအဲ့လိုမျိုးလုပ်တဲ့ခါကျတော့ US ရဲ့တရားသူကြီးတွေက တဘိုးမကြတော့ဘူးပေါ့တော့အဲ့ဒါခါကျတော့ US တရားရုံးအကြီးဆုံးဖက်က Donald Trump ရဲ့ကုံတွင်းရေး trade war ကြီးကိုပိတ်ပင်ဒါစီဖူးလုပ်နေကြတယ်အခုချက်ချင်းပဲဒီ Donald Trump ရဲ့အဖွဲ့တွေကလည်းအယူခံလာတယ်ကွာဆိုတော့အခုတော့လုံးဝဒီ legal battle လုပ်နေကြတယ်ပေါ့နော်တရားရေးတိုက်ပွဲကြီးလုပ်နေကြတယ်သူတို့အချင်းချင်းပေါ့နော်ဆိုတော့ဒီကိစ္စကြီးရောဘလို့အဆုံးပတ်အဆုံးသက်နိုင်ချေရှိလဲဆိုတော့ကိုဒီညမှာပဲဒီညနေမှာပဲကျွန်တော် study လုပ်ပြီးမှာပဲအာပရစ်တတ်တော့ကို update အနေနဲ့ချက်ချင်းအချိန်နဲ့တပြည်ပြန် share လုပ်ပေးမှာပေါ့နော်ကျွန်တော်ရင်ဆုံးသွားပြီးမှပဲ study ပြန်လုပ်အောင်မှာပေါ့နော်ဆိုတော့အာတမရနဲ့စီပွားရေးတမအမိမတူနိုင်ပါဘူးတဲ့ hello all right ဆိုတော့ဒီလောက်နေပဲဒီတစ်ခါတော့အာရတက်ပြရစေကျွန်တော်ရဲ့ YouTube လေးကိုသဘောကျပြီလဲဆိုတော့ subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ် subscribe လုပ်ပြီးသားပရတက်ပုံမှာလဲကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys god bless i'll see you soon take care ဘိုင်အဲကျွန်တော်ရဲ့ YouTube လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်เนาะဒီညမှာပဲဒီညနေမှာပဲပြတ်တွေ့ရတာပေါ့အဒီအခွင့်ကိစ္စနဲ့